ဲဓမ္မကြီးရဲ့နာမည်လေးနဲ့အသက်လေးနဲ့ online ရယောဂီရအရင် မိတ်ဆက်ပေးပါဦးတင်ပါဗျာဥတင်ပါတယ်ဗျာတတိယနာမည်မိုးဟေတီငိမ့်ပါဗျာမိုးအသက်25နှစ်ပါဗျာဟေတီငိမ့်ဟောကေတီငိမ့်ဟာလာမိုးဟေတီငိမ့်တမငိမ့်ဟောရပါပြီဓမ္မကြီးရပြီ line เนี่ยเนเน่ထည့်လို့ဓမ္မကြီးရပြီเนาะဘယ်ကနေအထုတ်နေတာဓမ္မကြီးอ่ะ အဲရန်ကုန်ကမာယုကပါဗျာဟုတ်ပြီအဲ့တော့ကမာယဘာတွေကိုရှောက်ကျင်လဲဘာတွေကိုတိသွားပြီလဲရှောက်ပါလွတ်လွတ်လပ်လပ်နော်တင်ပါဗျာတပြီးတော့ဟာပထမနေ့တည်းကဖုံဖုံပြောတဲ့ညဉ့်စဉ်တိုင်းပေါ့နော်ငါရှာပါတယ်ဗျာအာခနာကိုမှာခနာကိုမှာငါရှာရင်ဖုံဖုံပြောဆိုအပိုင်းလေးပိုင်းခွဲပြီးတော့ပဲရှာပါတယ်ဥပမာ6လက် ခန္ဓာကိုယ်နဲ့ခေါင်းရှာပါရဲ့ဖခင်ပထမတည့်ကတော့တိတ်ပြီးတော့ဟိုကမဖြစ်ဘူးပေါ့ဖခင်တားလည်းအလို့မရသေးတဲ့ခါကျတော့ဖြည်းဖြည်းလေးပဲမေးမေးပြီးရှာတော့ကြတော့ဟိုဝေဒနာလည်းတိတ်မတက်ဘူးပေါ့ခင်ဗျာဒုတိယရက်မှာဆပြီးတော့ဝေဒနာကတက်လာပါတယ်ခင်ဗျာဝေဒနာတားတက်တော့ဒုတိယရက်ကဟိုပျောက်ချင်စောရင်းများပြီးတော့ တားနင်းကန်ပြီးတော့ဟိုတားတွေလိုက်မေးတယ်လို့ဖြစ်တော့ဝေဒနာမပြောက်ဘူးဖေဟာပို့ပို့ဆိုးတယ်မနှက်ခင်းချိန်ရောနှေးခင်းချိန်ရောဟိုနှေးခင်းနှစ်ချိန်လုံးရောပေါ့ဆရာဖေဟာအဲဝေဒနာတားလိုက်မေးလေလိုက်ကြည့်လေပို့ဆိုးလေတားဖြစ်လာတော့ကြာတော့တတရရက်ကြတော့တပီတော့ဟိုဝေဒနာကိုတားကြီးလိုက်ပြီးတော့မမေးတော့ဘဲနဲ့ဝေဒနာပေါ်လာပြီဆိုရင်ခေတိလေးပဲလိုက်မေးပြီးတော့ အော်ဒီဝေဒနာဆိုတာငါခန္ဓာငါဆိုတာမရှိဘူးဖေ။မရှိရတဲ့ကြောင့်မလို့ဒါတဘာတရားကြီးဒီတကြီးလေးပါဖောက်ပြန်နေတာပါဖောက်ပြန်နေရဖြစ်တဲ့ကြောင့်မလို့မမြဲတဲ့တရားတွေဒုက္ခသစ္စာတွေဖြစ်ပါတယ်။အဲ့ဒါငါအတ္တနဲ့လည်းလုံးယူလို့မရဘူး။သူ့တဘာဝသူ့ဘာသူဖောက်ပြန်ပြီးတော့ဝေဒနာတွေဖြစ်လာတာတကြောင့်မလို့အနတ္တသဘောတွေဖြစ်ပါတယ်ဆိုပြီးတော့တော့တေချာလေးအေးအေးလေးနဲ့ပဲပြီးတော့လိုက်မေးပြီးတော့လိုက်ကြည့်လိုက်တဲ့အခါမှာစိတ်ကလေးကတိသွားပြီးတော့ ဟိုဝေဒနာတအားပြင်းထန်နေပြီမဲ့လို့ခန္ဓာကိုယ်နဲ့ခေါင်းနဲ့ဒီခြေထောက်နဲ့ကွဲထွက်သွားသလိုဖြစ်သွားပါတယ်ဖခင်မနှက်ခင်းချိန်မှာတည်း ကွဲထွက်သွားသလိုဖြစ်ပြီးတော့တက်တက်စီပေါ့နော်ဝေဒနာကအပြီးပြောက်သွားတာလည်းမဟုတ်ဘူးခင်ဗျခြေထောက်မှာဝေဒနာရှိသေးတယ်ကိုလိုကြီးအရှင်းကြီးပြောက်ပြီးတော့စင်လုံးချောကြီးဖြစ်သွားတာမျိုးတော့မဟုတ်ဘူးရှိသေးတယ်ဒါပေမဲ့တပြီးတော့စိတ်ထဲမှာကြတော့ဒီဝေဒနာငါနဲ့ဘာမှမဆိုင်တော့ဘူးတက်တက်ကြီးလိုဖြစ်ပြီးတော့စိတ်ထဲမှာအေးပြီးတော့မျိုးလုံးကလည်းအလင်းနှမ်းလိုမျိုးလေးစက္ကန့်ပိုင်းလောက်လေးပဲခင်ဗျလင်းသွားပြီးတော့စိတ်ကလေးကနေတတ်သွားတာပေါ့ခင်ဗျ ဒီဝေဒနာကိုလိုက်ပြီးတော့မနေရလို့မျိုးဒေါသတွေလောဘတွေနဲ့လိုက်ကပ်ပြီးတော့တားမမီးရဲ့ခါကျတော့ခန္ဓာကိုယ်နဲ့ကွဲသလိုဖြစ်သွားပြီးတော့အဲ့မှာဝေဒနာကိုမခံစားရတော့ဘဲနဲ့တိသွားပါတယ်ခင်ဗျာအဲ့တော့မှဟောငါဆိုတာလည်းမရှိဘူးလောဘဆိုတာလည်းမရှိဒေါသဆိုတာလည်းမရှိရင်ဒီစိတ်ကလေးကဒီမှာရက်နေတဲ့တကြောင်မလို့ဒါဒီတည်ငါနိဗ္ဗာန်ဖြစ်မယ်ဆိုပြီးတော့တပည့်တော်တိသွားပါတယ်ခင်ဗျာအဲ့ဒီနောက်ပိုင်းမှာလည်း ထိုင်နိုင်ပြီးကန်ဒီ15မိနစ်လောက်ဆိုရင်ဝေဒနာအချင်းမျက်စီလေးကနာလာလိုက်ဒူးကောင်းလေးကနာလာလိုက်နာလာပါတယ်ခင်ဗျာနာလာနဲ့အဲ့ဒီဒုက္ခဝေဒနာကိုတပြီးတော့အဲလိုက်မေးပြီးတော့ခုနကလူလေးပဲအတိတရားလေးရသွားပြီဆိုတာနဲ့ဟိုနေပိုကောင်းသွားပြီးတော့ခင်ဗျာဝေဒနာတက်တက်ကိုယ်ကတက်တက်ဆိုပြီးတိသွားပါတယ်ခင်ဗျာအဒီနေ့လဲဟို နေရမကောင်းတဲ့အတွက်ကြောင့်မလို့ဝေဒနာကတော့တက်သေးတယ်ဗျာဒါပေမဲ့တက်တိုင်းအဲ့လိုမျိုးလေးပဲလိုက်ပြီးတော့ဟိုဟာဖြင်းနေတယ်ပဲအဲတပီတော့အတိတရားလေးပေါ့နော်အလင်းလန်းလေးလည်းမြင်အတိတရားလေးလည်းမြင်ပြီးတော့ညံလေးပွင့်သွားပါတယ်ဗျာပြီးတော့နောက်ထပ်ထူးခြားတဲ့ဟာဒီနေ့မနက်ခင်းအချိန်တပီတော့ထိုင်တော့ထိုင်နေနဲ့ဟိုခြေပိုင်းပေါ့နော်ဝေဒနာမလာခင်ဒုက္ခလာတဲ့အချိန်မှာတပီတော့ဟို ဒီဟိုခန္ဓာကိုယ်ကြီးကအကြီးလိုမျိုးကြီးဖြစ်သွားတာဖေ။လက်မနှစ်ခုကထိထားတာတိပင်မဲ့လို့မထိတော့သလိုမျိုးအဝေးဝေးနေသလိုမျိုးခန္ဓာကိုယ်ကြီးကဖောင်းတက်သွားသလိုမျိုးကြီးစက္ကန့်စက္ကန့်ပိုင်းလောက်ပဲဖေဖြစ်တယ်။အဲ့တော့အဲ့ဒါကိုလိုက်မင်းနေနဲ့အလိုကြီးဖြစ်လာတဲ့ခါကျတော့အဲ့ဘက်ကိုစိတ်ကလေးညှို့လိုက်ပြီးတော့အဲ့ဒီဟာကိုဖောင်းတက်လာတဲ့ပုံမှာငါရှိလားဆိုတော့ရှာတော့ရှာရင်မင်းနဲ့ပဲပြန်ပြီးတော့ပုံမှန်တိုင်းပဲပြန်ဖြစ်သွားပါတယ်ဖေ။ပြီးတော့တတိတော့မျက်နှာမှာဟိုလို ဟိုအက်လေးနဲ့ထိုးတယ်လို့ပွဲစိတ်တွေတက်တယ်လို့မွစီမွစီရွာကြီးရွာကြီးရတာဖြစ်လာတယ်ခင်ဗျာအဲ့ဒါလေးကိုလည်းစိတ်ကလေးညှို့ပြီးတော့ဒီရွာကြီးရွာကြီးတွေအပေါ်မှာဒီအရာတွေဖောက်ပြန်နေတဲ့အပေါ်မှာငါဆိုတာရှိလားလိုက်ချတော့မရှိပဲနဲ့တဘာတရားကြီးပဲဖောက်ပြန်နေတာဒါတကြီးလေးပါဖောက်ပြန်နေတာဒါအနတ္တသဘောတွေပါဆိုပြီးတိသွားတဲ့အခါမှာလည်းသူလည်းပျောက်သွားပါတယ်ခင်ဗျညနေပိုင်းထိုင်တဲ့နှစ်ချိန်မှာတော့အဲ့လိုမဖြစ်တော့ပါဘူးအဲ့ဒါဖြစ်တာတော့စက္ကန့်ပိုင်းလောက်တွေပါပဲခင်ဗျာကျန်တာကတော့ထူးခြားမရှိပါဘူးခင်ဗျာဒီမှာ ဟလာဘယ်နေ့ရတည်သွားတာမယ။အဲဝေဒနာကိုတည်သွားတော့တတိယနေ့မှာစတည်တာဗျာ။ဒုတိယနေ့ကတော့ဒါလိုက်ပြီးတော့မေးတော့ကြတော့မဖြစ်ဘူးကွာဗျာ။အတိမရခဲ့ပါဘူး။အဲ့ဒီအတိလေးကတည်သွားတော့ငါဆိုတာမရှိဘူးလို့တည်သွားတော့စိတ်ထဲမှာဘယ်လိုခံစားလိုက်ရလဲ။ဘာတွေတည်သွားတယ်လဲ။ စိတ်ထဲမှာဖះပေါ်သွားပါတယ်ဖះဝေဒနာကြီးอ่ะဟိုအရှင်းပြောက်သွားတော့မဟုတ်ပဲဒါပေမဲ့ငါနဲ့မဆိုင်တော့သလိုမျိုးငါနဲ့မတိတော့သလိုမျိုးဒါလေးကတက်တက်စီခွဲထွက်သွားတဲ့အတွက်ကြောင့်မလို့စိတ်ကလေးကနေအေးချမ်းသွားပြီးတော့လေနေလို့ကောင်းသွားပါတယ်ဖះအလင်းနှန်းလေးလိုမျိုးလေးလည်းမြင်ရပါတယ်ဖះမျိုးလုံးကအဲ့ဒီချမ်းသာမှုကဘာနဲ့ဥပမာနိုင်စားလို့ရလဲအာနိုင်စားမယ်ခဏတပည့်တော်ခဏဘလို့အပူပင်မရှိဘဲနဲ့ ဟိုဘာမှငွေလဲစားကြမလို့ဘာမှပူကြမလို့အပူပင်မရှိဘဲနဲ့နေရတဲ့ဘဝလိုမျိုးအဲ့လိုမျိုးချမ်းသာပါတယ်ခင်ဗျာဟိုအပူပင်အပူပင်မရှိဘဲနဲ့လောဘဒေါသမရှိဘဲနဲ့ငြိမ်အိမ်ပြီးတော့လွတ်မြောက်တယ်လို့ခံစားလိုက်ခံစားလိုက်ရတာပေါ့လိုမျိုးတင်မှာချမ်းသာမှုရောဓမ္မကြီးကိုယ်တိုင်အဲ့ချမ်းသာမှုကိုဓမ္မကြီးကိုယ်တိုင်ဘာဖြစ်သွားတယ်လို့သိလိုက်တာလေတပိတော့ဟိုဟာလောဘဒေါသတွေချုပ်ငြိမ်းပြီးတော့နိဗ္ဗာန်ကိုတက္ကနာ ခဏမျက်မှောက်ပြုသွားတယ်လို့ထင်ပါတယ်ခင်ဗျာအီဒန်လာတိတာလားနောက်မှပြန်စင်ញံမှတိရတာလားဖြစ်ဖြစ်ချင်းတိပါတယ်ခင်ဗျာဘာလို့ဒုတိယရက်ကကြတော့ဒါအကြီးဟိုဟာလိုက်ပြီးတော့မေးတော့လိုက်ပြီးပို့ဆိုးတာကိုတပိတော့အရန်ကြီးဟိုအတိမရခဲ့ဘူးဆိုတော့ဥပမာ ရှေ့ပထမဒုတိယရက်မှာဒါအထင်ရှားခဲ့တော့တတိယရက်မှာအဲ့လိုလေးအတိလေးဝင်သွားတာ ਨੇ ကိုတန်းပြီးတော့စိတ်ကအတိသွားတာပါခင်ဗျာဟိုတိသွားတော့နောက်ရက်တွေရောဒီနေ့ရက်အဲ့ရထားတော့ဘလို့နေလဲဒီနေ့မနေ့အဲ့ရထားတော့ ။အနည်းမနဲ့အိပ်ရထားတော့ဖေဟာပေါ့ပါပါတယ်ဖေဟာတရားထိုင်တာကိုတရားထိုင်ရမှလည်းမကြောက်ဘူးပေါ့ဖေဟာတကယ်ဒီနေ့နေမကောင်းနေတော့ပုံမှန်ဆိုဝေဒနာတက်ရင်တရားထိုင်ရမှကြောက်နေတာဒုတိယရက်တော့ဟိုဝေဒနာတအားတက်လာပြီးတော့ဟိုအဲ့လိုလေလိုက်ကြည့်လို့မရအတိလည်းမပေါ်ဖြစ်တော့စိုးရိမ်ပြီးတော့ကြောက်နေတယ်ဖေဟာဒီနေ့ကျတော့အတိလေးရသွားပြီဆိုတော့ဘလို့ဖြစ်ဖြစ်မကြောက်တော့ဘူးဖေဟာထိုင်မှုလေလေနေမနေမကောင်းမင်မဲ့လို့လည်းထိုင်ရဲသွားတယ်ဖေဟာဓမ္မကြီးကတရားစကားနေဝင်ခဲ့ဘူးတဲ့အတွေ့အကြုံရှိလား တရားစခန်းနဲ့ဝင်ခဲ့ဘူးတဲ့အတွက်ကြောင့်ဒီမှာတစ်ခေါက်ဝင်မှုပါတယ်ခင်ဗျာ။ဩအသက်ကဘယ်လောက်လဲပြန်ပြောပြပါဦး။အသက်က25ပါခင်ဗျာ။25ပဲရှိတယ်။ဘသူအမြန်ဒီရိတ်တာဝင်ဖို့လမ်းညွန်ပေးလိုက်တာ။ဒီတရားစခန်းဝင်ဖို့လမ်းညွန်ပေးတာ။တတိတော်ရဲ့အမေပါခင်ဗျာ။တတိတော်မေရအမေတို့ဟိုအတော်တို့အကုန်လုံးကရိတ်ယောဂီဟောင်းနေတော့ခင်ဗျာ။ဟောဦးစင်းရဲ့ရိတ်တာယောဂီဟောင်းနေနော်။ယောဂီဟောင်းတယ်ဒီမှာ။အဲ့ဒါမိဘ တရားစခန်းကိုထိုင်ခိုင်းတာဘာကြောင့်ထိုင်ခိုင်းလဲဆိုတာမိဘရဲ့စေတနာကိုနားလဲပြီလားနားလဲပါပြီခင်ဗျာဟုတ်ပြီအဲ့ဒီအသည့်လေးနဲ့လွတ်မြောက်တဲ့အသည့်တရင်ကနိဗ္ဗာန်လေးကိုအာယုံညွန့်ပြီးတော့ဓမ္မကြီးကသိမယ်ဆိုရင်အပယ်လေးပုံငရေရှိတဲ့ကြအဲ့ဒီနဲ့သိရင်ကြအောင်မလားမကြတော့ပါဘူးခင်ဗျာဘသူအာမခံပေးနိုင်တယ်တတိတော်ရဲ့တရားပဲအာမခံတာလားအမေတရားအာမခံပေးတာလားမဟုတ်ပါဘူးခင်ဗျာဦးဇင်းအောင်အာမခံပေးလား ပါဘူးခင်ဗျာအကျံပေးဘူးဒါဆိုရင်ဒီတရားတွေကိုမသိဘဲနဲ့မကြင့်ဘဲနဲ့လွတ်မြောက်တဲ့ချမ်းသာစစ်ကိုမရဘဲနဲ့ဒါအရင်တော့ငငယ်ရွယ်ရွယ်နဲ့ဒါတည်ခဲ့မယ်ဆိုရင်ဘယ်စိတ်တွေနဲ့တည်ပြီးတော့ဘယ်ဘွားတွေရောက်မယ်လို့ထင်လေဓမ္မရတတိယလောဘဒေါသနဲ့တည်ပြီးတော့အပယ်လေးပုံကြပါလိမ့်မယ်ခင်ဗျာအခုတော့တိသွားတော့ကြနိုင်သေးလားပြန်ကြည့်ပါဦးကြနိုင်ပါပါဘူးခင်ဗျာဟုတ်ပြီတော့အရင်တော့အကြဘူးတဲ့နိဗ္ဗာန်နိဗ္ဗာန်ရဲ့ကိုကိုယ်တိုင်ခံစားလွတ်မြောက်ပြီးတော့တွေ့ရှိရတဲ့တည်ငါနိဗ္ဗာန်ရဲ့ အဲ့ဒီနှစ်ခုကဘာတွေကြွားချမှုတွေရှိလဲအရင်တော့တပီတော့ငငယ်လေးတော့ဆယ်တန်းပြီးကစားတော့တရားစကန်းဝင်ဘူးတော့じゃအဲ့ဒီမှာတော့ဟိုခန္ဓာကိုအဓိကထားပြီးတော့ကျင့်တာပေါ့ဗျာကျင့်တော့အဲ့တုန်းကတော့ตาသေချာလဲမတိသေးတော့ခလေးပဲကျတဲ့နိဗ္ဗာန်ဆိုတာတပီတော့ဟိုဝေဒနာတွေချုပ်ငိမ့်ပြီးတော့ကောင်းတာတွေရှိတာ哦ဟိုထားပါတော့ဝေဒနာမရှိတော့တာကောင်းတာအေးချမ်းတာအဲ့ဒါကိုတပီတော့နိဗ္ဗာန်လို့ ဟိုထင်ခဲ့တာပေါ့ဗျာအခုကကြတော့အခုကိုယ်တိုင်တိလိုက်ရတဲ့အတ္တိတရားနိဗ္ဗာန်မှာကြတော့ကောင်းတာလည်းမရှိဆိုးတာလည်းမရှိဘယ်ရမှမမြဲဘူးဒါကတဘာတရားကြီးဖောက်ပြန်နေတာအတင်းလုံးယူလို့မရဘူးဆိုတာကိုတပည့်တော်နားလည်သွားပါတယ်ခင်ဗျာဩဟုတ်ပါပြီเนาะဓမ္မကြီးကောင်းပါတယ်အဲ့တော့တရင်ကမြင်ရင်တရင်ကနိဗ္ဗာန်တရင်ကထာဝရမြင်ရင်ထာဝရနိဗ္ဗာန်အမြဲတိပါများမှအတိမြဲပါမယ်ခင်ဗျာဟုတ်ပြီအဲ့တော့เนาะအတိမြဲအောင်ဓမ္မကြီးကဘာတွေဆက်လုပ်ဖို့လိုသေးလဲ အနည်းတီအောင်ဆက်လုပ်ဖို့လိုပါတယ်အဲ့တော့ဒီယုံနဲ့ဒီခန္ဓာတတိငါလေးမရှိတာတော့ဒီလောက်ချမ်းသာရင်ဒီယုံနဲ့ဒီခန္ဓာကိုကြီးတာထာဝရမရှိတော့ဘူးဆိုရင်ထာဝရမရှိတော့ရင်ထာဝရချမ်းသာအင်းထာဝရချမ်းသာမှာမြင်မသွားဘူးလားမြင်ပါပါတယ်ထာဝရချမ်းသာမှုကိုမြင်ဖို့အတွက်တတိယချမ်းသာမှုကိုတဲ့အရင်ဆုံးမြည်ဆန့်ကြည့်လိုက်တော့ပိုသိမသွားဘူးလားသိသွားပါတယ်ခင်ဗျာဟုတ်ပါပြီအဲ့တော့ချမ်းသာတာကတရားလားတရားကချမ်းသာတာလား တရားချမ်းသာတာပါဖေ။ဘယ်အရာကိုဓမ္မကြီးကတရားလို့နားလဲသဘောပေါက်သွားတာလဲ။အဲတပိတော့ဒီတဘာဝအရှိအတိုင်းတဘာဝတရားကြီးရဲ့မျှတခြင်းကိုနားတရားလို့နားလဲသွားပါတယ်ဖေ။ဟောဟုတ်ပါပြီနော်ဓမ္မကြီး။အဲ့တော့တဘာဝဆိုတာအရှိတရားဆိုတာမျှတခြင်းမျှတခြင်းလို့ပြောလိုက်ရင်အရင်တော့ကမျှတခြင်းလို့ပြောရင်အကောင်းတွေကိုမြင်လာလားအဆိုးတွေကိုမြင်လာလား အရင်တော့အကောင့်တွေကိုပဲမြင်တာများပါတယ်ခင်ဗျာဟိုကတော့အကောင့်ဆိုတာဘယ်လိုပြောတာလဲအကောင့်ဆိုဒါရင်ထွန်တွဲနေတာပါခင်ဗျာဒါဆိုရင်လောကီယဓမ္မလောကီယဘာဖြစ်သွားလဲလောကီယတရားလားဓမ္မလောကီယတရားလားတရားပါပါတယ်အေးလောကီယတရားဘယ်သူတွေကမတရားတာလဲကိုယ့်ရဲ့အတ္တမာနကမတရားဖြစ်နေတာနော်လောကီယတရားပြီးသားပါဟုတ်ပါဘူးဟုတ်ပြီအဲ့ဒီတရားတွေကိုအဲ့ဒီတရားတွေကိုသိနိုင်ဖို့ကျင့်နိုင်ဖို့လွတ်မြောက်ဖို့ဆိုရင်ဘယ်လမ်းအဆက်သွားမလဲ မက်ဂင်ရှစ်ပါမျက်စိမှာပြိပဒအလဲလက်လန်းစင်ကနေဆက်သွားပါမယ်ဖေဟုတ်ပါပြီဒီတရားတွေကိုသိတော့ဓမ္မယဘသူတွေကိုအရင်ဆုံးကျေးဇူးတင်ခြင်းသေးလေဥပပထမဖုံဖုံညံလင်းပွင့်မိတဲ့တူတောင်မလို့ဖုံဖုံကိုကျေးဇူးတင်ပါတယ်ဖေဟာပြီးတော့တပည့်တော်ရဲ့မိခင်ကိုကျေးဇူးတင်ပါတယ်ဖေဟာဟောဟုတ်ပါပြီဒီလိုလွယ်ကူသောအကျင့်လင်မြန်သောအသည့်တွေကိုအရင်ဆုံးကကျင့်ရမယ်လို့သိလားမသိခဲ့ပါဘူးဖေဟာအရင်တော့ခန္ဓာကိုပို့ပြီးတော့ ဟိုအားဆိုင်ပြီးတော့ဟိုဟာဆိုတော့အញ្ញံအတိမပွင့်ခဲ့ပါဘူးခင်ဗျာအရင်တော့ဟုတ်ပြီအဲ့တော့ကိုကိုတိုင်းတီးသွားတော့ကိုရသလိုကိုခံစားသလိုနောက်ထပ်ဘသူရောရစေခြင်းတွေလည်းထပ်ပြီးတော့အာတပီတော်ရဲ့အိမ်မှာဖះတရားနဲ့နည်းနည်းဝေးတဲ့တပီတော်ရဲ့အဖေနဲ့အကိုအလက်ကိုရစေခြင်းပါတယ်ဟေးဟုတ်ပြီဦးစင်းလမ်းကြုံပြောပြလိုက်ပါမယ်နော်တင်ပါဆရာဟေးဟုတ်ပါဒီတရားပေါ်မှာကိုမကြီးကတန်တရားမရှိတော့ဘူးလား မရှိပါဘူးခင်ဗျာဒါဆိုအမေတရားဘာကြောင့်တရားကျင့်ခိုင်းနေဆိုတော့ဘလို့နားလဲသဘောပေါက်လဲအဲ တပီတော့အရင်တော့ဟိုအဲ့လိုမျိုးအလုံးမရတာလိုချင်တာမရတာဆိုရင်တပီတော့အဲ့လိုမျိုးငိုတာတို့ဝမ်းနေတာတို့ကိုယ်အတ္တပေါ့တအားများနေတယ်လို့ကိုယ်ဖြစ်ချင်တာကိုယ်အတ္တတွေတအားများနေတာကိုအမေကဒါလေးကိုဉာဏ်အတိလေးပွင့်သွားစေချင်လို့မိခင်ကဒီကိုပို့လိုက်တာပါဖခင်အဲ့တော့တပီတော့အခုနားလဲသွားပါပြီဘယ်ရာမှကိုယ်အတ္တလုံးလို့မရကြောင်းအရာအလုံးကတဘာဝတရားကြီးကဖုတ်ပြန်နေတာဖြစ်တဲ့အကြောင်းအနတ္တတွေပဲဆိုတဲ့အကြောင်းနားလဲသွားပါပြီဖခင်အဲ့လိုနားလဲတော့ရှင်ထဲမှာပူလောင်လာအေဂျင့် ေးချမ်းသွားပါတယ်ခင်ဗျာဆိုရင်ပဝန်းကျင်ကလူတွေကပဝန်းကျင်ရဲ့လူတွေကပြောင်းလဲသွားတာလားမိမိရဲ့အသိဉာဏ်ပြောင်းသွားတာလားမိမိရဲ့အသိဉာဏ်ပဲပြောင်းလဲသွားတာပါခင်ဗျာသူတို့တွေရောတော့ပယ်လို့ရမှာမဟုတ်ဘူးเนาะသူတို့တွေကတော့အများအရှိနေမှာပဲကိုယ်နောက်ဆက်တဲ့လူကတော့အများအရှိနေမှာပဲသူတို့တွေသွားပြုပြင်လို့မရဘူးပောက်ကိုကိုယ့်ရဲ့စိတ်ကိုပြုပြင်ပြီးတော့ယူရမှာเนาะကိုယ်အသိဉာဏ်ပဲပြုပြင်ပြီးတော့ယူရမှာဟုတ်ပါဓမ္မကြီးကဘာလို့လောက်တာလဲကွာ တတိယအခုကဟိုနိုင်ငံသားចောင်းသောတက်ဖို့ပြင်နေတာပါဖေ။အေးဟုတ်ပြီဟုတ်ပြီ။ဥစဉ်လမ်းကြုံပြောပြလိုက်ပါမယ်နော်။အေးဟုတ်ပြီ။ဒီမှာအလုံးသားတို့ခေါ်ပြပါနော်။ဒါသာ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 